တောင်သာမြို့နယ်မှာဖြီသူနေအိမ်တွေကိုတက်ဆွဲခဲ့တဲ့စစ်ကြောင်းတိုက်ခိုက်တယ်လို့မြင်းကျက်ခရိုင်အမှတ်၃ပြောမန္တလေးတိုင်းတောင်သာမြို့နယ်ရုံစီကြီးကျွေးရအဝင်လမ်းကဖြီသူနေအိမ်တွေမှာတက်ဆွဲထားတဲ့စစ်တပ်စစ်ကြောင်းကိုမနေ့ကတိုက်ခိုက်ခဲ့တယ်လို့မြင်းကျက်ခရိုင်အမှတ်၃တရင်ကဒီနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်ဒေါ်လိုင်းရဲဘော်များကစစ်တပ်တပ်ဖွဲ့ဝင်တွေကို40မမ60မမအပါဝင် လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာလို့မြင်းကြံခရိုင်အမှတ်3တရင်ကဆိုပါတယ်။ကနဦးစုံစမ်းချက်တွေအရစစ်တပ်မှ6ဦးတေဆုံးတယ်လို့မြင်းကြံခရိုင်တရင်3ဘက်ကထုတ်ပြန်ပါတယ်။စစ်တပ်ကရုံဆယ်ကြီးကျွာမှာကြီးတစ်ချက်ပေါက်လင်ပြည်သူနေတလုံးမီးရှို့မယ်လို့ချင်းချုပ်ထားကြောင်းမြင်းကြံခရိုင်အမှတ်3တရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုတော့မင်းသားကြီးစစ် ကြောင်းမှဥဆောင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Data for Myanmar ရဲ့ထုတ်ပြန်ချက်ရမြန်မာစစ်တပ်က2021ခုနှစ်ကရင်2025ခုနှစ်အထိပြည်သူနေအိမ်ပေါင်း33,000 3,104လုံးကိုမိရှုထားတယ်လို့သိရပါတယ်။